ကဲစကြဝဠာရဲ့နေရာမတရားတွေကိုတရားခွင်ပေါ်တင်စစ်ဆေးခံရမယ်ဆိုရင်ဘလို့ဖြစ်မလဲဒီနေ့မှာတော့ပြညတ်တော်မေတ္တာတရားနဲ့ဖန်ဆင်းခြင်းရဲ့အန်တီမအယွဖြစ်ချက်အကြောင်းနည်းနည်းတဲ့ငင်းခွန်မှုတစ်ခုကိုလေ့လာဖို့ဒီကဘာလောကရဲ့တရားခွင်တွေကိုဝင်ရောက်ကြည့်ကြရအောင်ဒီလေလာမှုတစ်ခုလုံးကဖျားသခင်ရဲ့တဘာဝကိုတရားခံရဲ့လောင်အင်တွေထည့်သွင်းလိုက်တယ်လို့ဖြစ်သွားတဲ့ပောက်ကွဲအားပြီးတဲ့မိခုံတစ်ခုပေါ်မှာအခြေခံထားပါတယ် ။ဒါဟာစကြဝဠာရဲ့အခြေခံအိုမစ်တီကိုပါတုံလုံးစေလောက်တဲ့ဆွဆွဲချက်တစ်ခုပေါ့။ဟုတ်ပြီ။ဒီကဘာလောကတရားခွင်မှာလမ်းမပြောက်သွားအောင်ရှင်းလင်းတဲ့လမ်းကြောင်းအတိုင်းလိုက်သွားကြအောင်။ကျွန်တော်တို့ရဲ့လမ်းပြမြေပုံကတော့အဓိကချက်ကောင်တဲ့ဆွဆွဲချက်တက်တဲ့နဲ့နောက်ဆုံးအဆုံးအဖြတ်ဆိုပြီးအပိုင်း၄ပိုင်းနဲ့တွားမှာဖြစ်ပါတယ်။ကဲအမှုကိုမစစ်ဆေးခင်မှာတော့အဓိကဇက်ကောင်တွေနဲ့အရင်ဆုံးတွေ့ဆုံဖို့လိုပါတယ်။ဒီကမ္ဘာလောကရဲ့ပြဿနာကြီးထဲမှာအဓိကပါဝင်သူတွေကဘယ်သူတွေဖြစ်မလဲ။ လူသားနဲ့ကောင်းကင်တမန်တရားအကြောင်းကနေဆက်လိုက်ကြတာပေါ့ဒီလိုလေးမြင်ကြည့်အောင်ယမစ်ကျမ်းစာမှာတတ္တဝါနှစ်မျိုးကိုရှင်းရှင်းလင်းလင်းခွဲခြားထားပါတယ်လူသားတွေအတွက်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုတာသူတို့ရဲ့အတွင်းစိတ်ဖြစ်တဲ့စိတ်ဝိညာဉ်မှာအမြင့်တော်နေပြီးတော့ကောင်းကင်တမန်တရားအတွက်တော့သူတို့ရဲ့ပင်ကိုယ်တော်ဘာဝဖြစ်တဲ့ဝိညာဉ်မှာတည်ရှိလလို့ဆိုပါတယ်သူချနာချက်ကတည်ငင်းခုမှုတစ်ခုလုံးအတွက်အထူးကတုတ်ချက်တစ်ခုပါပဲ။ဒါပေမဲ့ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အလဲပြောင်းတစ်ခုရှိနေပါတယ်။ရှင်ပြန့်ထမြောက်ပြီးတဲ့နောက်မှာ လူသားနဲ့ကောင်းကင်တမန်တွေကြားကစီးတွေကတပြေးပြေးမှိမ့်မိမ့်လာပါတယ်။လူသားတွေဟာကောင်းကင်တမန်တွေလိုစွမ်းရည်တွေရလာကြတယ်။ဒါကဘာကိုပြနေလဲဆိုတော့သူတို့အားလုံးဟာတူညီတဲ့အစင်မြင့်ဝိညာဉ်ပိုင်းဆိုင်ရာတည်ရှိမှုတစ်ခုစီကိုဥကြည့်နေတယ်ဆိုတာပါပဲ။ဒီပြောင်းလဲမှုကဒီဘေဟီလီရဲ့အရင်းကြီးတဲ့အစိတ်ပိုင်းတစ်ခုပါ။အဓိကစက်ကောင်ဒီကိုတည်ပြီးပြီးဆိုတော့ပฏิပက္ခရဲ့အဓိကချက်ဖြစ်တဲ့ဖရာသခင်ရဲ့ပညတ်တော်ဟာတရားမြတ်တရရဲ့လားဆိုတဲ့တိုက်ရိုက်နဲ့ရဲတင်တဲ့စင်ခေါ်မှုစီကိုဆက်သွားကြည့်ရအောင် ဒီမှာပြီးညတ်တို့ကိုအေးဆက်ခတ်ချန်တဲ့စီမင်းနစ်ချစ်တင်ပြရှာတာမဟုတ်ပါဘူးအဲ့ဒီအစားထားဟာစက်ကြဝဠာတစ်ခုလုံးကိုစူးစီးထိန်းသိမ်းထားတဲ့မေတ္တာတရားရဲ့အထယ်လိတ်တစ်ခုလိုမျိုးဖန်ဆင်းချက်အလုံးကိုတိဆောက်ထားတဲ့အခြေခံအုတ်မြစ်တစ်ခုလိုမျိုးပါပဲဒါပေမဲ့ဒီလာပါတဲ့ပုံရိပ်ဟာယောဘာကြောင့်စိတ်စာတန်ရဲ့စိန်ခေါ်မှုမှာပက်တင်ထက်နဲ့အင်အားကြီးမားတဲ့ဆွဆွဲချက်တစ်ခုကြောင့်အစိမ့်စိမ့်အမွာမွာကြီးမွာသွားပါတယ်ဆွဆွဲချက်ကတော့ရှင်းရှင်းလေးပါပဲနာခံခြင်းဆိုတာ မေတ္တာတရားကနေပေါက်ဖွာလာတာမဟုတ်ဘူးအခြေခံအားဖြင့်မတရားပြီးအတင်းအကျပ်ဖိအားပေးတဲ့စစ်နှစ်တစ်ခုရဲ့အကျိုးဆက်တာဖြစ်တယ်ဆိုတာပါပဲဒါကသွေးခေါ်ပိုင်းဆိုင်ရာငင်းခုမှုတစ်ခုများတာမဟုတ်ပါဘူးဒါကဂျူမီနိုပြောကြတယ်လို့ယောဂီဗေဒဆိုင်ရာတရားမှုတစ်ခုပါပထမအချက်တာမှန်ခဲ့မယ်ဆိုရင်ဘုရားသခင်ရဲ့အခွင့်အာဏာတိဆောက်ပုံတစ်ခုလုံးပြောကြတော်မှာပါဒီအဖြစ်ဆွမ်းအားကြီးရဲ့ငင်းခုမှုရဲ့အစင်းတွေကိုသိစင်ကြလေ့လာကြည့်လိုက်ကြရအောင်ဒါဟာလီတဲကတီတိုးစကားတန်တစ်ခုမဟုတ်ခဲ့ပါဘူး ဒါကောင်းကင်ဘုံရဲ့နှကောင်းသားထဲမှာစိုက်ပြိုးလိုက်တဲ့တန်တရာမျိုးစေ့တစ်ခုဖြစ်သည်။ကောင်းကင်တမန်တဲ့ကိုတိုင်းတော်သူတို့အမဲတမ်းသိရှိခဲ့တဲ့ဏိယာမကိုမဲခွန်းထုတ်လာစေခဲ့ပါတယ်။တရားခွင်တိုင်းမှာတတ်တည်အထောက်ထားလို့အတက်မဟုတ်လား။ဒီကဘာလောကရဲ့တရားခွင်ပါတော့တရားလို့ဘက်ကသူတို့ရဲ့အမှုကိုတင်သွင်းပြီးသောပြီ။အခုတရားခံဘက်ကသူတို့ရဲ့အဓိကတတ်တည်ဖြစ်တဲ့လဝါကတိုင်ကိုတင်ပြလာပါတော့တယ်။ဒီနေရာမှာ လက်ဝါးကတိုင်ကိုတမိုင်းဝင်ဖျက်တစ်ခုအဖြစ်သာရှုမြင်ဖို့မဟုတ်ပဲစာတန်ရွတ်ဆွဆွဲချက်ကို အပြင်းအထန်ချေဖက်ချက်တစ်ခုအဖြစ်ရှုမြင်ဖို့တောင်းဆိုထားတာပါဒါဟာအာနာရှင်စန်ဒဲဆိုတဲ့ဆွဆွဲချက်ကိုဖျက်ချပေးတဲ့အစွန်းအဖြစ်ပေးနိုင်တဲ့သက်တည်အဖြစ်တင်ပြထားတာဖြစ်ပါတယ်ဒါဆိုရင်ဒါကဘလို့အလုပ်လုပ်တယ်လဲနာခံမှုကိုဖြစ်ပေါ်စေတာဟာကြောက်ရွံ့မှုမဟုတ်ပါဘူး အဲ့ဒီအစားတခင်ကမဖြစ်နိုင်ဘူးလို့ထင်ထဲတာကိုဖြစ်နိုင်လာအောင်စိတ်စင်တာကိုပြောင်းလဲပေးတဲ့နှဆိုင်တဲ့မေတ္တာတရားရဲ့ထုတ်ဖော်ပြသားမှုကြောင့်ဖြစ်ပါတယ်။တတိယထောက်ထားကိုတင်ပြပြပါပြီ။အခုဒီတရားခွင့်ရနောက်ဆုံးစခန်းစီကိုဆက်သွားပြီးရှင်ပြန်ထမြောက်ချင်းဆိုတဲ့လောရက်ကဏ္ဍတစင်ပြီးအမျက်အဆုံးဖြတ်ကိုနားထောင်ကြည့်ကြရအောင်။ အဓိကဆွဆွဲချက်ကိုပြန်တရကြည့်ပါပညာတော်ကိုစောင့်ထိန်ဖို့မဖြစ်နိုင်ဘူးဆိုတာပါပဲယုံကြည်ခြင်းအတိုင်းအသက်ရှင်ခဲ့သူတွေရဲ့ရှင်ပြန်ထမြောက်ခြင်းဟာဒီဆွဆွဲချက် မာယွင်းကြောင်းကိုတက်ရှိထင်ရှားအသက်ဝင်ပြီးမငင်းနိုင်တဲ့တတိအဖြစ်တင်ပြထားတာပါတယ်ဒါဟာလူသားတွေအတွက်တည်တည်ထူထူတောင်မဟုတ်ခဲ့ပါဘူးဒါဟာဂျူရီလူကြီးတွေတပွဲထက်တဲ့ကောင်းကင်တမန်တွေအပေါ်မှာနှဆိုင်ပြီးချက်ချင်းတရောက်မှုရှိခဲ့ပါတယ်ရှင်မြန်ထမြောက်ခြင်းရဲ့ရုပ်ပိုင်းဆိုင်ရာတည်တည်ကအမြင့်တွေနေတဲ့သံတရားတွေကိုလုံးဝပျောက်ကွယ်သွားစီပြီး သူတို့ရဲ့ရှုမြင်ပုံကိုမတိချမှုဝင်လုံးဝတိချမှုစီကိုပြောင်းလဲပြီးလဲပါတယ်။ဒါဟာကပါလောကတရားခွင်တစ်ခုလုံးရဲ့အထွတ်အထိပ်ပါပဲ။ရှင်ပြန်ထမြောက်ချင်းဆိုတဲ့တက်သေးကတန်တေးရအောင်လုံးကိုရှင်းလင်းပေးလိုက်တယ်။အဲ့ဒီနောက်မှာကောင်းရင်တမန်တွေကမေတ္တာတရားကိုလွတ်လပ်စွာပဲအပြည့်ဝရွေးချယ်နိုင်လာပြီးသူတို့ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုပြည့်စုံစေခဲ့ပါတယ်။ဒီအချက်ကတကယ်ကိုအန်အောဖွဲကောင်းတဲ့နေကုန်းချုပ်ကခုစီကိုပို့ဆောင်ပေးပါတယ်။ လူသမိုင်းတလျှောက်လုံးရဲ့စံသက်မှုတွေဒုက္ခဆင်းရဲတွေနဲ့ပြည့်နှက်နေတဲ့ပစ္စည်းကြီးတစ်ခုလုံးဟာကောင်းကင်တမန်တွေအပါအဝင်ဖန်ဆင်းခြင်းအားလုံးကိုရည်ရထားတဲ့ပြည့်စုံတဲ့အခြေအနေစီကိုဖို့ဆောင်ပေးဖို့အတွက်လိုအပ်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာပါပဲဒီတော့ဒီကဘာလောကရဲ့တရားခွင်ကန်းတွေထွက်ခွာသွားတဲ့အခါဒီကြီးကျယ်ခမရာတဲ့ငင်းခုမှုဟာတိုးချင်းစီတို့အယံကိုဖို့ခရူရေးဆက်နဲ့မေကိုတစ်ခုအဖြစ်ကြံ့ညစ်ခဲ့ပါရဲ့ အကယ်၍မေတ္တာတရားဟာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုပြည့်စုံစေခြင်းရဲ့တော်ချက်ထုတဲ့ဆိုရင်တူးချင်းစီရဲ့ရွေးချယ်မှုရဲ့ဇလံကတော့နောက်ဆုံးမှာပါကိုတည်တည်ပြနေပါသလဲ။